မင်္ဂလာပါစကားလေးနဲ့ပြောစရာရှိလို့တက်လာတာလူဘဝကလေအမတ်အမန်အမန်တော့အမတန်ကိုရှုပ်ထွေးတာပေါ့နော်လူဘဝဆိုတာအာဘလို့ပုံစံဒီမျိုးမှာရှုပ်ထွေးကြလဲဆိုတော့ကိုယ်တမိုင်းကိုမရေကိုယ်အကြောင်းကိုမပြောတဲ့ သူတွေကြောင့်ရှုပ်ထွေးကြတာကိုသမိုင်းကိုရေးကိုအချောင်းကိုပြောရင်တော့ဘာမှရှုပ်ထွေးစရာမရှိဘူးပေါ့လေနော်အဲ့တော့တတိပေးတတိပေးချင်တာပေါ့နော်သူများရဲ့စိန်တွေသူများရဲ့ရွှေတွေသူများရဲ့ယေတနာပစ္စည်းတွေကိုလိုက်လွင့်ရောင်းပြီးတော့အပေါင်းအရင်တန်တန်နဲ့ငါသားလေးရင်အတိငါသားလေးရင်အ ငါသားလျင်ပညာရှိငါသားလျင်ပေါ့နော်ငွေချမ်းသာဆိုတဲ့မိမဒီနေရာနေပြီးတော့မှနောက်ဆုံးနေ့အောင်ငါတတိပေးထားမယ်နော်ငါအွန်လိုင်းမှာဘယ်သူနဲ့မှပြဿနာမဖြစ်ချင်တော့အဲ့တော့ငါဒီအဓိကကနင့်လို့လူတကာကိုလိုက်ပြောတတ်တဲ့ ပါဇက်အာချောင်းနဲ့မိမနဲ့ပိုးပြီးငါသူ့ပြိုင်ပြီးမဖြစ်ချင်ဘူးအဲ့တော့ငါနဲ့ကင်းအောင်နေပါငါနဲ့ရှင်းအောင်နေပါကိုသမိုင်းကိုရေးပါကိုအချောင်းကိုပြောပါတတိပေးတာပါနော်ဒါမဲ့တဲ့ကတတိပေးတာနော်အဲ့ဒီလိုတတိပေးပြီးတဲ့နောက်ပိုင်းမှာဆိုရင်တော့အိမ်ရှိထိလိုက်လာပြီးတော့ဒီ post ကဘတုကိုတင်တာလဲလို့ရက်ကွက်လူကြီးကနေတဆင်လာမေးမှာနော်ငါဆိုတဲ့မိမပြောရင်တကယ်ပြောတဲ့အတိုင်းလုပ်တာဆိုတာသိတယ်နော် ဲ့တော့ငါပွဲလည်းမဖြစ်ချင်ဘူးဘယ်သူနဲ့မှငါဘယ်သူမှပွဲရှာနေရလည်းမဟုတ်ဘူးနှစ်ကြိမ်ရှိသွားပြီနှစ်ကြိမ်ပထမတစ်ကြိမ်အဲသုံးကြိမ်ပေါ့ဒါဟာသုံးကြိမ်မြောက်ဒါဟာသုံးကြိမ်မြောက်နှစ်ကြိမ်မဟုတ်ဒါဟာသုံးကြိမ်မြောက်ပထမတစ်ကြိမ်တော့လည်းနော်ဝင်ရှာရှည်ထားတဲ့ကိစ္စတစ်ခုပါနော်ဝင်ရှာရှည်ထားတဲ့ကိစ္စတစ်ခုဒုတိယအကြိမ်မှာနဲဟိုဟိုရက်ပိုင်းတော့ကိစ္စတွေဟိုရက်ပိုင်းလေးရမှာဖြစ်သွားတဲ့ကိစ္စတွေမှာ ။ဘာစကားပြောသွားတာလဲဆိုရက်ကွက်ထဲကမိမတွေဖြစ်တဲ့ကိစ္စကိုကျမဝင် ပြောเสียမလို့ဘူး။ကျမကတော့ဘယ်အစ်စ်တွေမှာဝင် ပြောတာဆိုပြီးတော့မှငါတို့ကိုရက်ကွက်ထဲကအစ်စ်ဆိုပြီးတော့ပြငါတို့ကရက်ကွက်ထဲမှာပဲနေတာမှန်တယ်။ဒါပေမဲ့နေ့လို့အပေါင်းအရင်တန်တန်နဲ့တိုင်းသည့်ပြည်သည့်ငါအတိငါအတန်ကမပြောဘူး။နော်။ငါတို့ရက်ကွက်ထဲမှာပဲ။နော်။ငါတို့မန်လေးကတော့ရက်ွက်တင်နေပဲเนาะငါတို့မန်လေးမြို့ကြီးอ่ะเนาะ ရက်ကွက်ဘလောက်နယ်မြေဘလောက်ဒါမျိုးနဲ့နေကြတာเนาะဒါမျိုးဒါမျိုးငါတို့ရဲ့မြို့တော်ကြီးကဒီလိုတိဆောက်ထားတာငါတို့တော့ရက်ကွက်ထဲမှာပဲနေတာဒါပေမဲ့နေ့လို့ဆောက်ရှက်မရှိတော့ငါတို့ကဘသူ့ကြောင်းမှာငါတို့လိုက်မပြောဘူးငါအတိတ်ငါအတန်ငါဆရာမကြီးဆိုပြီးငါဘယ်တော့မှမပြောဘူးเนาะအခုလဲအာထပ်ပြီးတော့ပေါ့เนาะအာအဲပါလေ list တကျမတို့ list တင်နေပတ်သက်ပြီးတော့ကျမ ကဒီတိမ်ပေါင်းတောင်းနဲ့ချီတဲ့အိမ်ကိုကျမကကျမရဲ့ company ကနေပြီးတော့ listed ထည့်ပေးတာအ listed ရောင်းချတာနဲ့ပတ်သက်ပြီးတော့ကျမ cancel မဲ့ထည့်ပေးတာကိုအာကျမဟိုဒါပြောသွားတယ်ပေါ့နော်ပြောသွားတယ်လို့တော့ယူဆလို့ပေါ့နော်ယူဆလို့ပေါ့နော်အဲ့တော့အဲပြောပြချင်တာလေတိအောင်တော့တခုတော့ပြောပြရမယ်အသင်9တဲ့နာမည်ကလေကဘာပေါ်မှာနာမည်တူတော်မရှိဘူးနော်တိထားဖို့က ကဘာပေါ်မှာနာမည်တူတော်မရှိဘူးဘယ်သူမှမလုပ်တဲ့လောက်ကိုငါလုပ်တာနေတော့လို့စောက်ဆင်းနဲ့မလုပ်နိုင်တဲ့လောက်ကိုငါလုပ်တာရှင်းနေတော့ပြောရင်အတင်ကွာပွဲရှာတယ်ဖြစ်မှာအတင်ကွာပွဲမရှာဘူးအတင်ကွာပွဲမရှာဘူးအတင်ကွာအတင်ကိုအလုပ်အတင်ကိုလုပ်တာအတင်ကိုအလုပ်အတင်ကိုလုပ်ပြီးတော့အတင်ကိုတမန်အတင်ကိုရေးတာအဲ့တော့နေငါ သူများဖြစ်စည်းကိုရောင်းပေးပြီးတော့မှနင်ကနင့်နာမည်ကိုယူပြီးတော့မှနင်အာမမခံပေးနိုင်ဘူးနော်နင်ရောင်းတဲ့ရွှေတွေနင်ရောင်းတဲ့စိန်တွေနင်ရောင်းတဲ့ရွှေနင်ရောင်းတာ73ပဲရေလို့ပြောပြီးမှနင်ရောင်းတာနော်နင်ရဲ့ရွှေတွေငါလက်ထက်မှာရောက်တာနင်ရောင်းပေးခဲ့တဲ့ ဆိုင်တွေရဲ့ရွှေတွေငါလက်ထဲမှာတချို့တဝက်ရောက်နေပြီငါမပြည့်စုံသေးတော့ငါဘာမှမလုပ်သေးဘူးစက်သုံးပဲမပြည့်လို့ကတော့နေ့မှာတာဝန်ရှိတယ်နေ့မှာတာဝန်ရှိတယ်တွဲပါတော့အဲ့ချိန်ကျရင်ကော့နေအောင်ခံဖို့နေပြင်လာငါတို့ကငါတို့တမိုင်းငါတို့ကောင်းဆုံးရေးနိုင်တယ်ငါတို့လှုပ်ပေးမယ်ဆိုတဲ့ကိစ္စရဲ့တကူငါတို့နိုင်ငံရဲ့အခြေအနေအကျိုးအကျိုးအကြောင်းအကြောင်းနာငါနောက်ဆုတ်သွားတာပဲရှိမယ် ငါတို့နာမည်ငါတို့တမိုင်းငါဘယ်တော့မှမရိုင်းစေရအောင်ငါတို့တက်ကငွေမဟုတ်ဘူးဟာငါတို့တက်ကငါတို့နာမည်ကအတိကပဲနော်ဒါကြောင့်မလို့ငါတို့ကငါတို့တာဝန်မယူနိုင်တဲ့ဘလို့လုပ်ငန်းမျိုးကမှငါတို့တာဝန်မယူဘူးနော်နေလို့သူများ ရွှေဆိုင်က ရွှေကိုယူရောင်းပြီးတော့မှ73ပေးရီအာမခံပါတယ်လို့စိန်စစ်ပါတယ်လို့နှုတ်ကနေငါတို့မပြောရဲဘူး အဲ့ဒီရွှေဆိုင်တွေကိုငါမစော်ကားဘူးနော်ဒါဘေးမဲ့ဆိုင်တိုင်းဟာ73ပဲကြီးအပြည့်နဲ့ခတ်တဲ့စိန်ဆိုရွှေဆိုတာအမတန်ရှားတယ်နေနာသူများကိုဂျင်းထဲ့ပြီးရောင်းနေပြီးတော့ငါတို့ငါ့ကိုဥတီပြီးတော့ဗောနော်ဘာလဲအိမ်မဲဖောက်ပေးလို့မဲဘယ်တော့ဖောက်ပေးလို့တော့လားမလောက်နိုင်သေးဘူးငါတို့မလောက်နိုင်သေးလို့ငါတို့နောက်ရွှေလာတာငါ့စီမှာ ငါ့ကိုအားပေးတဲ့ customer အားလုံးဟာသဘောတူတယ်ကြည်ဖြူတယ်ကျင့်တတ်တယ်နော်အဲ့တော့ငါတို့ငါ့ကို ကြည်ဖြူတယ်သဘောတူတယ်အဲငါလုတ်သမျှကိုကြည်ဖြူတယ်ဟိုငါငါလုတ်သမျှဆိုတာလေငါကအကောင်းဆုံးမှလုတ်တာလေငါအကောင်းဆုံးပဲလုပ်တာအဲ့တော့ငါအကောင်းဆုံးလုပ်ခဲ့တဲ့ကိစ္စရဲ့အတိုင်းကိုဟောလက်ခံပေးတဲ့ ငါရဲ့ customer နဲ့ငါငါရဲ့ customer ရဲ့ယုံကြည်မှုကိုလည်းငါဘယ်တော့မှဖောက်ဖျက်မဲ့မျိုးတွေမှာငါတို့မပါအဘဆိုတော့ငါတို့ကငါတို့တမိုင်းငါတို့ကောင်းကောင်းရေးနိုင်တယ်။နင်နာသူများစီရစိတ်နေရွှေတွေယူရောင်းပြီးတော့เนาะကိုယ်တမိုင်းကိုလှအောင်ကိုယ်တမိုင်းကိုကောင်းအောင်ရေးဖို့ပြင်တာ။ငါကအဲ့ဒီနင်ရောင်းတဲ့စိတ်နေရွှေတွေကိုငါဝယ်ထားတာရှိတယ်။ငါရွှေရေမစစ်နိုင်သေးလို့ ရွှေရစစ်ပီးအနေနဲ့ငါနေရတော့ပွဲပဲပွဲပဲနော်ရွှေရစစ်ပီးလို့73ပဲရေမပြေတော့တော့နေနဲ့ငါနေရတော့ပွဲပဲအမေတက်ပြီးဘိုင်နေနဲ့ဟိုပြောမှာရှင်းနေနော်ငါတို့ကတော့လိန်တာတွေငါတို့ကတော့ညာတာတွေနော်လာပြီးတော့နင့်ပစက်ကနော်နာမည်မတက်ယုံတမင်နော်လာပြီးပြောဖို့နင့်မစင်စားနဲ့ငါတို့ကငါတို့တမိုင်းငါတို့အကောင်းဆုံးရေးတယ် เนาะအဲ့တော့သူများစိန်ကနေသူများဆိုင်ကနေပြီးတော့မှကျွန်မဘယ်ရှေးဆိုင်ကိုမှကျွန်မပုတ်ခတ်ပြီးပြောတာမဟုတ်ဘူးเนาะဒီမိန်းမကိုကျွန်မမုန်းလို့ပြောတာဒီမိန်းမကတိတ်ပြီးတော့ကျွန်မပုတ်ခတ်တာနှစ်ခါရှိသွားပြီအသုံးခါရှိသွားပြီเนาะအဲ့တော့ကျွန်မပွဲမဖြစ်ချင်လို့ငြိမ်းနေဒီမိန်းမထပ်ပြီးဇောင်းထားနေအဲ့တော့เนาะအဲ့ဒါလေးလာပြောပြတာကျေးဇူးတင်ပါတယ်